မက္ကဆီကိုနိုင်ငံမှာအမျိုးတော်ဝင်လှုပ်ကြံခံရတာနဲ့ပတ်သက်လို့လူမှုမကျင်တဲ့ချက်တွေမြင့်တက်နေပါတယ်။မက္ကဆီကိုနိုင်ငံမျိုးတော်ဝင်တို့လှုပ်ကြံတပြက်ခံရတာနဲ့ပတ်သက်လို့ပြည်သူတွေကြားတော်တော်လေးကိုဒေါသထွက်နေပါတယ်။ဥရူဝါပန်မျိုးတော်ဝင်ကာလုစ်အယ်ပါတိုမန်ဆိုရူဒရီဂက်စ်ဟာပြီးခဲ့တဲ့သတင်းမှတ်ကုန်ကသူ့ရဲ့မြို့မရနာနေအခမ်းအနားအစီအစဉ်မှာပြစ်ဒဏ်ခံရတာပါ။မရနာနေဟာသူ့အတွက်တကယ်မရနာနေဖြစ်သွားပါတယ်။ မက္ကစီကိုယူရတလေရဒီစီစဉ်ကိုနှစ်တိုင်းကျင်းပလို့ရှိပါတယ်ပြောရမယ်ဆိုရင်တော့ Halloween Day နဲ့သဘောတရားချင်းဆင်တူပါတယ်ဒီနေ့က November 1ရက်နေ့မှာကျင်းပတာပါဖြစ်စဉ်ပြည့်ခဲ့တဲ့ November 1ရက်နေ့ညပိုင်းကသူဟာဖေအောင်နိုင်မိထုံးမတစ်ခုမှာပါဝင်နေရင်တနတ်သမားတယောက်ကတနက်နဲ့အနီးကခုနှစ်ချက်ပြစ်သွားပါတယ်အဲ့ဒီတနတ်သမားကိုလည်းမိနာကကိုရင်တော်တက်တွေကဝမ်းပြစ်လို့သိဆုံးသွားပါတယ်မျိုးတော်ဝင်ဖြစ်သူတာဝန်ယူနေတဲ့ အူဘရမြူတီရှိယာမစ်ချဂန်ပြည်နယ်ဟာမက္ကဆီကိုနောက်ပိုင်းကမူရမောင်ခုခိုင်းနဲ့ဩဇာနှမ်းမှုရနေမည်ပါအခုလောက်ကြမှုကလည်းမူရမောင်ခုခိုင်းတစ်ခုခုကကျူးလွန်နေလို့ယုံကြည်ပါတယ်လွန်ခဲ့တဲ့လလောက်ကမန်ဇိုဟာကောင်းမွန်အုပ်ထုပ်ဆောင်မီရှိုကန်နေကန်နေနဲ့တွဲဆုံဆူနေရမှာမူရမောင်ခုခိုင်းတွေကိုဖက်ဒရယ်အစိုးရက3ရောက်မှနေနေနိုင်ဒေသခံတွေကိုတိုင်းလက်လက်ကန်ပြီးကိုယ့်ကိုယ်ကာဝယ်သင့်ပြီလို့ပြောပြပါတယ်တို့ရာဇဝတ်ကောင်းတွေကလူသက်မှုဝင်ခြင်းမှု ကြက်ကြက်ပြင်းပြင်းကျူးလို့မိမဲ့ဖက်ဒရယ်ဆိုရကတားဆီးနိုင်စွမ်းမရှိဘူးလို့သူကဝေဖန်ပါတယ်။အရင်ကရာဇဝသားတွေကိုလူလူကဝိုင်းဖန်းချုပ်နှောင်အာနာပါနီလက်အပ်ခဲ့ပေမဲ့လောလောကူကိုပြန်လွတ်လာပြီးမကောင်းမှုတွေဆက်ကျူးလွန်ပါလိမ့်။မန်ဇိုလုံးချက်ခံမှုနဲ့ပတ်သက်လို့လူလူကြားဝေဖန်မှုတွေမြင့်တက်ပြီးဘာကြောင့်ဒီလောက်လုံခြုံရေးစီခက်လွယ်လွယ်ကျိုးပေါက်ခဲ့လဲမေးခွန်းထုတ်နေပါလိမ့်။ရဲတွေကတော့လုံချက်မှုပူပေါင်းကြံစည်တွေကတနက်သမားကိုပြစ်တက်ပြီးတနည်းရှိသူနှုတ်ဖန်းစီခဲ့တယ်ဆိုပါတယ်။ အသက်40ရွယ်မိုးတော်ဝမန်းစုလုံတဲ့ခံရမှုနဲ့ပတ်သက်လို့လူမှုအခြေအနေအောင်ကြောင်းမှုတွေဟာဆန္ဒပြပွဲဖြစ်ပြောင်းလဲသွားပြီးဥရူရာဘန်နဲ့ဒေတာတွင်းကမျိုးတချို့မှာလူစုလူဝေးနဲ့ချိနေပြီးဒုစရိုက်ခံရကိုဖိဖိစီနေနေပြီးပို့အစိုးရကိုတောင်းဆိုကြပါလိမ့်အတချို့နေရာတွေမှာတော့ဒေတာဒေါသထွက်နေတဲ့လူစုလူဝေးကအစိုးရဆောက်အုံနဲ့ဖျက်ဆီးပါတယ်ကာဝေဦးညီရီကာဒိုထရီဘီလာထရီဂျိုကပွဲတော်ကာလာတွေဥရူရာဘန်မှာလာစီကိုရဲ့ပြည်နယ်စောင့်တက်တွေကိုလုံခြုံရေးဖျက်ချက်ထားပေမဲ့လောက်ကျန်သူတွေကလှည့်စား ကြော့ဖြတ်သွားကြောင်းဝန်ခံပါတယ်။သူကပြည်နယ်ဆောင်တဲ့လုံခြုံရေးကြံ့မှုကအရန်ရော့တီရော့ရဲ့ဖြစ်လို့နဲ့လို့ပြောပါတယ်။ရဲတွေကပြစ်တက်ခဲ့တဲ့ဆိုတဲ့တနတ်သမားဟာဘယ်သူပဲဝါလဲခုလိမသိပါဘူး။လုံချိုင်းကင်မရာမှတ်တမ်းရသူကလုံချုံမှုမတိုင်ခင်ဥရူရာဘန်ကဟိုတယ်တလုံးမှာငှားရနေထိုင်ခဲ့ပြီးအနီးတစ်ဝိုက်ကိုအခြေအနေစောင့်ကြည့်မှတ်သားဟန်ရှိပါတယ်။လုံချုံမှုနဲ့ပတ်သက်လို့လောဆယ်ပြည်နယ်ဆိုရကတာဝယူကင်တွင်နေပြီမဲ့ဖရန်ဆိုရကဘက်ကလည်းကိုမီတောင်းခံလာရဲ့ပူပေါင်းမေးဖို့ကန့်လန့်ထားကြောင်းသိရပါတယ်။